ကဲဒီနေ့စာပါပင်မင်းရင်ဘာတွေပါလာမလဲဆိုတော့ကျွန်တော်တို့သူတို့5.2 update လုပ်มาဖြစ်ပါတယ်ကျွန်တော်တို့ category 4မျိုးခွဲထားပါတယ်ပထမတစ်ခုက campaign ရယ်ဒုတိယတစ်ခုက gameplay ပိုင်းရယ်တတိယတစ်ခုက new feature ရယ်ခွဲထားနောက်ဆုံးတစ်ခုကကျွန်တော်တို့ notice ဆိုပြီးတော့သူတို့ ပြောထားပါတယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ event นี่လုပ်ပြီးတော့ကျွန်တော်တို့ get to so ကို ကျွန်တော်တို့ free ရမှာဖြစ်ပါတယ်နီးပြားရေး get to so ကိုကျွန်တော် free ရမယ်ဆိုတော့ သူပြထားပါတယ်။နောက်ပြီးတော့ကျွန်တော်တို့စကေးအစ်စ်ပါဝင်လာတဲ့ extra ordinary one ဆိုတဲ့ showtime ပေါက်လာမှာမဘသူတွေလဲဆိုတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့ daily free draw ဆိုပြီးတော့ကျွန်တော်တို့ free show time နောက်တစ်ကပ်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ free to play ကစားသမားတွေတော့ကတော့ပျော်ရွှင်စရာပါပဲ နောက်ပြီးတော့ Ronald Koeman ဆိုတဲ့ကျွန်တော်တို့နီးပြားကြီးပါဝင်လာမှာဖြစ်ပါတယ်။သူကတော့ Barcelona မှာနီးပြားခဲ့တော့ကတ်တိုင်းနဲ့ထွက်มาဖြစ်ပါတယ်။ဘာ Quick Counter လားလောင်ဘောကောင်တာလားအော်ဝိုင်လားဆိုတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့သူပြထားတာတော့၂ရောက်ထဲပြထားပါဗျ။ကျွန်တော်ထင်တော့ EPIC ကိုကျွန်တော်တို့ DB ဘက်ခံ19နှစ်သားရဲ့ကျွန်တော်တို့ဂျိုးခိုလာဒေါမွန်ကတ်တိုင်းနဲ့ထွက်လာမှာဖြစ်ပါတ player card registration ဆိုတော့ကျွန်တော်လည်းပါလဲဆိုတော့မသိသေးပါဘူး။ကဲတိရဲ့ brother တို့ကျွန်တော် comment မှာလည်းပြပြခဲ့ကြပါဦး။နောက်တစ်ခုကတော့ကျွန်တော်တို့ Sinigo တိုက်စစ်မှုဖြစ်တဲ့ကျွန်တော်တို့ DO ကိုကျွန်တော်တို့ free ရမယ်လို့တော့ပြောတာပဲ။ကျွန်တော်လည်းအတိအကျတော့မသိသေးပါဘူး။ဒီကတ်တိုက်ကတော့ကျွန်တော်တို့ Go Bon Channel လာမလား D Line Forward နဲ့လာမလားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်တစ်ခုကတော့ Oliver Khan ကိုကျွန်တော်တို့စကေးအစ်စ်ပါဝင်လာပြီးတော့ကျွန်တော်တို့ free ရရှိမှာဖြစ်ပါတယ်။အဲ့စကေးကတော့ Sprint Rule ဆိုပြီးပြထားပါတယ်။ဘာ affect ထားမလဲဆိုတော့ကျွန်တော်လည်းအတိအကျမသိပါဘူး။ကိုသမားလိုအပ်နေတဲ့ကျွန်တော်တို့လူကောင်တွေအတွက်ကတော့တကယ်ကြော်စရာသတင်းပါပဲ။နောက်တစ်ခုကတော့ကျွန်တော်တို့ဟို Victory Sago Go ပါတိတ်ဘောဒါရိုက် from opener ဒါတွေကတော့ကျွန်တော်တို့နိုင်ပွဲတွေနဲ့ကျွန်တော်တို့ score goal ဆိုတာကျွန်တော်တို့ goal တွေရထားတဲ့ဟာတွေကိုပြထားတဲ့ဟာဖြစ်မယ်ထင်တယ်ကျွန်တော်တို့ဘယ်မှာပြမလဲ PPP မှာရမလားတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ legend နောက်ထပ်၄ယောက်ကျွန်တော်တို့အစ်စ်ထွက်လာမှာဖြစ်ပါတယ်ဘယ်အချိန်ထွက်လာမလဲတော့ကျွန်တော်လည်းအတိအကျမသိသေးပါဘူးထွက်လာမယ့်ကစားသမားတွေကြည့်ရတော့ကတော့ Yeye legend နဲ့ကျွန်တော်တို့ Manchester United ရဲ့ legend Oshie ဖြစ် Oshie တို့ကျွန်တော်မြင်တွေ့ရဖြစ်ပါတယ် EFM Man United fan တွေအနေနဲ့ကျွန်တော်တို့ quoin ဆူထားဖို့တော့လိုအပ်လာပြီဖြစ်ပါတယ်ဘောကတော့ကျွန်တော်တို့ PPP သမားရဲ့အတွက်တရင်ကောင်းမှာဘာလို့လဲဆိုတော့သူက line ကောင်းမကောင်းကိုကျွန်တော်တို့အပြင်မလေးမှာပြထားမယ်ဆိုတော့သူပြထားပါတယ်။မိုဘိုင်းမှာပါမှာပါတော့ကျွန်တော်လည်းမသိပါဘူး။ နောက်ပြီး African Cup ဒီစလာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ event နေထဲမှာကျွန်တော်တို့ African အသင်းနေကျွန်တော်တို့ကံပြီးတော့ကျွန်တော်တို့ event မှာကျွန်တော်တို့လက်ဆောင်နေပါလိရမယ်လို့တော့ကျွန်တော်ထင်တာပဲသူပြထားတဲ့ပုံစံအရဆိုရင်ကျွန်တော်တို့အာစာပါပြင်ပြီးလို့ရှိရင်ကျွန်တော် AFC Cup ပြိုင်ပွဲလဲပါဝင်လာမှာဖြစ်ပါတယ်။ နောက်ပြီးတော့ကျွန်တော်တို့အနောက်တန်းကိုကျွန်တော်တို့ပြင်ပေးထားတာကိုသူပြထားပါတယ်ကျွန်တော်တို့ before and after ဆိုပြီးတော့ကျွန်တော်တို့ကြုံမှုမှာပါကျွန်တော်တို့ဟို PPP မှာကန်လို့ရှိရင်အနောက်တန်းအရှိမကျွန်တော်တို့ကြိုရောက်နေပြီမဲ့အဲ့ဒီတစ်ဖက်ရဲ့အရှိတန်းတိုက်စစ်မှုတွေရဲ့ကြော်တာကိုခံရတဲ့ကျွန်တော်တို့ဟိုအနောက်တန်းကိုပြင်ဆင်ပေးလိုက်တယ်လို့ကျွန်တော်ထင်တာပဲ before and after ကိုပရာရာတော့ပဲကြည့်လိုက်ပါတော့တော်တော်လေးမိုက်လာမှာပါကျွန်တော်အနောက်တန်းနေလဲတော်တော်လေးကြည့်လက်လာမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်လို့ကျွန်တော် တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ။